ဘန်ပုံးကနေပြီးတော့ ATM ကတ်နဲ့ငွေလွှဲတဲ့နည်းလေးပြောပြသွားမှာဖြစ်ပါတယ်။သိပြီးတဲ့သူတွေကြော်သွားလို့ရပါတယ်ခင်ဗျာ။ပထမဦးဆုံးအနေနဲ့ဘန်ပုံးကိုရောက်ပြီးဆိုတာနဲ့ ATM ကတ်ကိုဘန်ပုံးထဲကိုထည့်ရမှာပဲဖြစ်ပါတယ်ခင်ဗျာ။ဘန်ကတ်ထည့်တဲ့အခါမှာဒီလိုပုံစံလေးပဲထည့်လိုက်ရုံပါပဲခင်ဗျာနော်။လွယ်လွယ်လေးပါပဲဗျ။အဲ့လိုမျိုးထည့်လိုက်ပြီးဆိုတာနဲ့ခဏလေးစောက်ပေးပါခင်ဗျာနော်။ကျွန်တော် password number ရိုက်ထည့်ဖို့အတွက်သူပေါ်လာပါလိမ့်မယ်ခင်ဗျာနော်။မိမိရဲ့ password number 6လုံးကိုကျွန်တော်မှန်မှန်လေးရိုက်ထည့်ပေးဖို့အတွက်လိုပါတယ်ခင်ဗျာ။ အဲ့လိုပြီးသွားတာနဲ့ဒီဘက်မှာကျွန်တော်တို့ရိုက်ထည့်ပြီးသွားပြီဆိုရင်တော့ဒီမှာမြန်မာဘာသာလေးကိုကျွန်တော်ရွေးပါမယ် our language လေးကိုကျွန်တော်နှိပ်လိုက်ပါခင်ဗျ language လေးကိုနှိပ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့မြန်မာဘာသာပဲသုံးမယ်เนาะမြန်မာဘာသာပို့ပြီးသုံးရတာအဆင်ပြေပါလေဗျအတော်ကိုနှိပ်လိုက်ပြီးတာနဲ့ဒီမှာကျွန်တော်တို့ပတ်စံလွှဲရံငွေလွှဲရံပေါ့เนาะငွေလွှဲရံနေရာလေးကိုကျွန်တော်နှိပ်လိုက်ပါခင်ဗျ ဒီလိုနေရာလေးကိုရောက်လာပြီဆိုရင်တော့အစိမ်းရောင်ခလုတ်လေးကိုပဲနှိပ်လိုက်ပါဗျာနော်။ Okay ပါ။အစိမ်းရောင်ခလုတ်နှိပ်ပြီးတာနဲ့ဒီမှာကျွန်တော်တို့ပေါ်လာတဲ့ပုံစံလေးကတော့အခြားစရင်တို့ငွေလွှဲချင်းနေရာလေးကိုကျွန်တော်တို့နှိပ်လိုက်ပါဗျာ။လို့နှိပ်လိုက်ပြီးဆိုတာနဲ့သူကဒီမှာငွေစုစရင်ကိုကျွန်တော်နှိပ်မယ်နော်။အပေါ်ဆုံးခလုတ်လေးပဲနှိပ်လိုက်ပါ။ငွေစုစရင်ကိုကျွန်တော်နှိပ်လိုက်ပါခင်ဗျာ။ဒါဆိုရင်တော့ ျွန်တော်က SCBU လွှဲမှာဆိုတော့အခြားဘဏ်နေရာကိုကျွန်တော်နှိပ်လိုက်ပါမယ်ခင်ဗျ။ Okay အခြားဘဏ်နှိပ်လိုက်ပြီဆိုဒီမှာကျတော့ဘဏ်တွေအများကြီးပဲရွေးလို့ရပါတယ်နော်။ကိုကြိုက်တဲ့ဘဏ်ကိုရွေးလို့ရတယ်။ကျွန်တော်ကဒီမှာ SCB ဘဏ်နံပါတ်ကိုလွှဲမှာဆိုတော့ SCB ခလုတ်လေးကိုနှိပ်လိုက်ပါမယ်။တွေ့ရှိဒီလိုလေးပေါ်လာလို့ရှိရင်တော့ကိုလွှဲမဲ့ SCB ဘဏ်အကောင့်ရဲ့ဘဏ်နံပါတ်10လုံးကိုကျွန်တော်မှန်မှန်လေးလိုက်ထည့်ပေးရမှာဖြစ်ပါလေခင်ဗျာနော်။ဒီနေရာမှာကျွန်တော်တို့ကိုရဲ့လွှဲထည့်မဲ့ဘဏ်အကောင့်နံပါတ်ကိုတေချာလေးကျွန်တော်နှိပ်ထည့်ပါ။မှားလို့ဆိုရင်တော့ကျွန်တော်တခြားလူစီရောက်သွားမှာပေါ့နော်။ဒီနေရာတော့ကျွန်တော်တို့ဖုန်းထဲမှာ application မရှိတဲ့သူတွေအတွက်ဘဏ်ပုံးမှာကိုတိုင်ကိုကြတက်လွှဲလို့ရတဲ့နည်းလေးဖြစ်ပါတယ်နော်။ Okay ဒါဆို ျော်ဘန်နာဘတ်ဆယ်လုံးမှန်သွားပြီဆိုရင်တော့ဒီမှာမှန်ကန်ပါဒီခလုတ်ကိုကျွန်တော်နှိပ်ပါမယ်ဗျကန်ပါဒီခလုတ်ကိုနှိပ်ပြီးတာနဲ့ကျွန်တော်ဒီမှာလွှဲမဲ့ငွေပမာဏကိုကျွန်တော်ရိုက်ထည့်ရမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာ2500ဘတ်လွှဲမှာဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်တို့ကနန်းလေးမှန်ပြီးနှိပ်ပြီးဆိုတော့ဒီမှာမှန်ကန်ပြီးဆိုတော့မှန်ကန်ပါဒီခလုတ်ကလေးကိုပဲကျွန်တော်တို့နှိပ်လိုက်ပါဗျာအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာငွေလွှဲတဲ့နေရာမှာစစ်ဆေးလို့ရပါပြီဒီမှာဆိုရင်တော့ SCB ဘဏ်ပြီးတော့ဘဏ်နံပါတ်မှန်လားကျွန်တော်စစ်ရမှာပြီးတော့လက်ခံသူနာမည်မှန်မှန်မှန်စစ်ဆေးမယ်ဒီမှာ2500ပဲဝန်ဆောင်ကတော့ဘဏ်မတူလို့25ဘတ်ပေးရပါတယ်ခင်ဗျာစစ်ဆေးပြီးဆိုတော့ဒီမှာအတီးပြူပါဒီခလုတ်လေးပဲကျွန်တော်နှိပ်လိုက်ပါနော်ဒါဆိုရင်တော့ကျွန်တော်ငွေလွှဲပြီးဖြစ်ပါတယ်ခင်ဗျာနော် ခဏလေးစဝေးပါသူ၁၄စာရွက်လေးထွက်လာပြီခင်ဗျာနော်ဒါဆိုတော့ကျွန်တော်ငွေတစ်ဖက်တော့ဘဏ်ကောက်ကိုငွေရောက်သွားပြီဖြစ်ပါတယ်ဗျအဲ့တော့ကိုယ့်ရဲ့ဘဏ်ကတ်ထဲမှာပတ်စံရှိပြီးသားကိုတခြားလူလွှဲပေးခြင်းဖြစ်ပါတယ်ခင်ဗျသုံးပြီးသွားရင်တော့ဘဏ်ကတ်ပြန်ယူဖို့အတွက်အောက်ဆုံးခလုတ်လေးကိုနှိပ်လိုက်ပါခင်ဗျာနော်ဒါကအရေးကြီးဆုံးချက်ဖြစ်ပါတယ်ခင်ဗျာဘဏ်ကတ်လေးပြန်ထွက်လာပါမယ်ခင်ဗျာနော်ဘဏ်ကတ်ကအထူးကအရေးကြီးဆုံးချက်ဖြစ်ပါတယ်အဲ့တော့နောက်ထပ်လည်းကျွန်တော်တို့ဒီဘဏ်ဘုံးမှာလောက်ရမယ့်အကြောင်းအရာလေးတွေအောက်မှာမေးမြန်းနိုင်ပါတယ်ခင်ဗျာနော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကလုံထိုင်းဘဏ်ကိုဖွင့်ရှင်တဲ့သူများစီဗီမှာအသေးစိတ်လိုက်ရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ